အသုံးချဖို့အဆုံးမစံကဆိုပြီးတော့အမိပေးကိုပြောခဲ့တာအပိုင်း29ရောက်သွား1989ခုဒုတိယဝါဆုံးလမ်းပြကျော်တရက်2015ခုရှင်းလာပိုင်းတရက်နေ့ပေါ့အချင်းဆိုတာလူတန်ဖို့တဲ့ဒါတော့လူတိုင်းပြောနေတာပါအချင်းကိုတန်ဖို့ထားကြတဲ့သူတွေတန်ဖို့ထားကြဖို့လူတွေကိုပြောပြနေတာအချင်းဆိုတာလူတန်ဖို့တဲ့တန်ဖို့ရှိတဲ့အလုပ်ကိုလုပ်နေသူပြောနေသူစဉ်းစားနေသူတွေအတွေ့ အချိန်ကတန်ဖိုးရှိပါတယ်အန္တရာယ်ကြီးတဲ့အလုပ်ကိုစဉ်းစားပြောဆိုလုပ်ကင်နေသူတွေအတွက် အချိန်ကအန္တရာယ်ကြီးလာပါတယ်တန်ဖိုးရှိတဲ့အလုပ်ကိုပိုင်ဆိုင်သူကဒါတန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးရှိတဲ့ဘဝကိုဖြစ်စေပါတယ်ဒီအဆုံးမှမှာအဓိကပြောချင်တာကအချိန်ဆိုတာလူတန်ဖိုးဆိုတာမှန်တယ်အသုံးလုံးမှန်တယ်တိုက်ရိုက်ပြောတာလားသွယ်ဝိုက်ပြောတာလားတင်စားပြောတာလားတကယ်အရှိကိုပြောတာလားမြန်မာစကားက တံပိုးလေးကြီးတယ်အတိတ်ပဲလည်းနဲ့နေတယ်လှလည်းလှတယ်တဘာဝလည်းကြားတယ်မြန်မာစကားရဲ့ဂုံတွေကိုပြောလို့ရတော့မကုန်နိုင်ဘူးအခုအချင်းဆိုတာလူတံပိုးဆိုတော့အချင်းဆိုတာဘာကြီးလဲလူတံပိုးဆိုတာဘာလဲတကယ်တမ်းကျတော့အချင်းဆိုတာပါဠိလိုပြောရင်တော့ပိုရှင်းတယ်ကာလဆိုတာပါဠိလိုကာလောကိုသူကအချင်းလို့မြန်မာပြန်တာ တကယ်တမ်းကျတော့ကာလောဆိုတာကကာရောဧဝကာရောကာလောပေါ့ကရကာရကရောဆိုတာပြုတ်လုတာအချင်းဆိုတာလူတံပိုးဆိုတဲ့စကလုံးဟာဘယ်အလာတာလဲဆိုတာအချင်းဆိုတာအလုံးနဲ့ဆိုင်နေအလုတ်ဟာလူတံပိုးအလုတ်ခုသမျှဂုံရှိစွာဆိုတာအဲ့ဒီစကားကိုစကလုံးဖယ်ထားတာလူတွေအချင်းကိုပေါ့ပေါ့တန်တန်တွက်ကြလို့တာအမှန်အချင်းဆိုတာလူတံပိုးအလုတ်ဆိုတာလူတံပိုး လောက်ဟုသမယဂုံရှိစွာဆိုတာဒါမြင်အချိန်ဒီဘုရုပ်ပေါ်မူတည်နေတယ်အလုပ်ပေါ်မူတည်နေတယ်ဒါဗာလေးတွေသိစေချင်တာတော့ဆိုတော့ကိုပြောတဲ့စကလုံးကိုသုံးတဲ့စကလုံးရဲ့ဆိုလိုရင်းအတိတ်ပဲတွယ်ဝိုက်အတိတ်ပဲတိုက်ရိုက်လားတွယ်ဝိုက်လားတင်စားတာလားစသည်အပြင်အဲ့လူတွေဘာကိုဖတ်တဲ့စာ ဖတ်တဲ့စကားပြောတဲ့စာ ပြောတဲ့စကားအဲ့လူလေးတွေထိနားလေစေချင်တဲ့ဆန္ဒတော့ရှိတာပေါ့လေ တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်နေသူပြောနေသူစဉ်းစားနေသူအတွက်အချိန်ကတန်ဖိုးရှိပါလေတန်ဖိုးရှိတဲ့အလုပ်ကိုလုပ်နေမှာတော့သူ့အတွက်ကတော့တန်ဖိုးရှိတဲ့အချိန်ဖြစ်နေလားအိတ်နေတဲ့သူအတွက်ကတော့အိတ်နေတာကြီးဟာဘလို့လူပင်မန်းလို့အိတ်တယ်ဆိုရင်တော့မပြောလို့ဘူးပေါ့နိဒီအိတ်တယ်ဆိုတာကြီးဟာအိတ်တဲ့အချိန်ကြီးဟာဘလို့တန်ဖိုးရှိတယ်အဲ့ဒါမြေအိတ်တင်လို့အိတ်တယ်ဆိုရင်လည်းသူအတံပိုးရှိသွားပြန်အိတ်တင်တဲ့အချိန်မှာမအိဖဲနဲ့ထအလုံးလို့ပြဿနာဖြစ်တာတွေလည်းအများကြီးလीအ အဲ့ချင်းမူရုနဲ့ကားမောင်းနေတယ်ကိုယ်ငိုက်နေတယ်အဲ့လိုက်ဘောလမ်းပြီးထိုးရပြီးတော့အဲ့ဒါကိုပဲမောင်းမကားမောင်းမအဲ့ဒါဒီအကျိုးမရှိဘူးဆိုပြီးတော့အတင်းအာရမအဲ့ချင်းငိုက်မိမှုနဲ့မောင်းငိုက်ငိုက်အဲ့ပျော်ရင်းနဲ့တိုက်ကုန်ဟောလုတ်ရက်လုတ်ရက်ကအရေးကြီးတာလို့ဒါလို့ဆိုချင်တာပါကားမောင်းတာအဓိကလားအဲ့ဒါကအဓိကမဟုတ်ဘူးမဟုတ်ဘူးအလုတ်အလုတ်အချိန်နေနဲ့အချိန်ခံနဲ့လိုက်ပြီးတော့အလုတ်ကိုပြောတာအလုတ်ကတန်ဖိုးရှိတာအဓိကပြောချင်တာကအချိန်ဆိုတာထက်အလုတ်ကတန်ဖိုးရှိတယ်ဆိုတာလေး အဲ့ဒီအဲ့ဒီစိတ်ကလေးအဲ့ဒီအတီလေးအရင်ရောက်စီခြင်းတာအချင်းဆိုတာလူတံပိုးတဲ့တံပိုးရှိတဲ့အလုပ်ကိုလုပ်နေသူ ပြောနေသူစဉ်းစားနေသူတွေအတွေ့အချင်းကတံပိုးရှိပါတယ်အန္တရာယ်ကြီးတဲ့အလုပ်ကိုစဉ်းစားပြောဆိုလုပ်ကြိုက်နေသူတွေအတွေ့ကတော့အချင်းကအန္တရာယ်ကြီးမှလာပါ အချင်းဆိုတာလွတ်တံပိုးတဲ့တံပိုးရှိတဲ့အလုပ်ကို လုပ်နေသူပြောနေသူစဉ်းစားနေသူအတွက်အချင်းကတံပိုးရှိပါတယ်တံပိုးရှိတဲ့အလုပ်ကိုလုပ်နေတာကူကတံပိုးရှိတာအဲ့ဒီအလုပ်ကလည်းတံပိုးရှိတယ်အဲ့တော့လုပ်နေတဲ့သူကလည်းတံပိုးရှိသွားတယ်ဒါလေးကိုအဓိကထားပြီးသိစီချင်တာပါအန္တရာယ်ကြီးတဲ့အလုပ်ကိုစဉ်းစားပြောဆိုလုပ်ကင်နေသူတွေအတွက်အချင်းကအန္တရာယ်ကြီးရပါတယ်အမှန်အလုပ်ကတံပိုးအန္တရာယ်ကြီးတာ အလုကတာအန္တရာယ်ကြီးတာပါအချိန်ကအန္တရာယ်ကြီးတယ်ဟုတ်တယ်အချိန်ဆိုတာဘာလဲအလုပဲအလုကအန္တရာယ်ကြီးတာအချိန်ကိုယွေးမှလားအလုကိုယွေးမှလားအချိန်ကိုဂယူးစိုက်မှလားအလုကိုဂယူးစိုက်မှလားဒါရီအထိထဲထဲဝင်ဝင်တိ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 လာစေခြင်းအချင်းကိုတံမိုးထားခဲ့တယ်ရှိတော့အလုတ်ကိုတံမိုးထားတတ်လား တံမိုးရှိတဲ့အလုတ်ကိုလုံမသားလေးရင်အချိန်ကတံမိုးရှိမှာအချိန်ဆိုတော့ကို့ဘဝလေအချိန်ဆိုတော့ကို့ဘဝဘဝကြီးတံမိုးရှိခြင်းအချိန်ကိုတံမိုးထားရမယ်အချိန်ကိုတံမိုးထားတံမိုးရှိစေခြင်းကို့အလုတ်ကိုတံမိုးထားရမယ်စောစောပြောခဲ့သလိုပဲအလုတ်ဆိုတာအိတ်တာလားလှုပ်ရှားတာလားငြိမ့်တာလားသမဟုတ်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  highway ကားမောင်းနေတဲ့သူအိတ်ငိုက်နေတဲ့အချိန်ဆက်မောင်းကားမောင်းမှအလုတ်လုတာဟေးဒါမှတံမိုးရှိတယ် ်အကုန်လုံးဒုက္ခရောက်ကုန်ပြီပေါ့အကုန်လုံးဒုက္ခရောက်ကုန်ပြီပေါ့အဲ့တော့အိတ်တဲ့အချိန်အိပ်ရတယ်အလိုလိုတဲ့အချိန်အလိုလိုရတယ်အနာယူတဲ့အချိန်အနာယူရတယ်အဓာအပြင်ပို့ပြောရရင်ဒါကုထီးလက်ရောက်ကာယကံကုအမှုရာနဲ့လောက်ရမယ်အလုတ်အောင်မြင်ဖို့ဆိုရင်ကောင်းတဲ့အလုတ်ကောင်းတဲ့အလုတ်ကိုပြောတာပါတမိုးရှိတဲ့အလုတ်ကောင်းတဲ့အလုတ်ကိုတောင်မှ ိုခန္ဓာကိုယ်နဲ့လုံမှရမယ်ဟာဆိုရင်ကိုခန္ဓာကိုယ်နဲ့လုံလိုက်အဲအဲ့ဒါကိုဗဇက်ပြောယုံနေတော့မပြီးဘူးလေဗဇက်ပြောမှပဲတန်ဖိုးရှိမဲ့အလုတ်ကောင်းမဲ့အလုတ်ဆိုရင်ဗဇက်ပြောနဲ့လုံလိုက်အာစိတ်နဲ့တွေးကြံယုံနေနေတော့မပြီးဘူးလေတချို့အလုတ်တွေကြတော့စိတ်နဲ့တွေးကြံတဲ့အလုတ်ရှိတယ်စိတ်နဲ့စဉ်းစားတဲ့အလုတ်ရှိတယ်မြို့ခေါ်စဉ်းစားတွေးတော့ကြံစီတဲ့အလုတ်ဆိုတာရှိတယ် ဒါကိုကာယကံဝစီကံမနောကံလို့ခေါ်တယ်ကိုအလုတ်နှုတ်အပြောစိတ်အကြံစီလို့ခေါ်တယ်ဒီလောက်ရတဲ့လောက်ရဒီမှာလည်းပဲကောင်းဆိုးခွဲလိုက်တံပိုးရှိတာမရှိတာခွဲလိုက်ပြီးတော့တံပိုးရှိတဲ့ကောင်းတဲ့ဟာကိုလုတ်တဲ့နေရာမှာပဲအလုတ်တစ်ခုကိုအောင်မြင်ဖို့ဆိုရင်အောင်မြင်မှလည်းတံပိုးရှိတယ်ခေါ်တာဟုတ်တော့ကိုနဲ့လောက်ရမယ့်ဟာကိုနဲ့လောက်နှုတ်နဲ့ပြောရမယ့်ဟာနှုတ်နဲ့ပြောစိတ်နဲ့တွေးကြရမယ့်ဟာစိတ်နဲ့တွေးကြဒါလည်းအရေးကြီးတယ် လူကကိုယ့်ကိုတန်ဖိုးရှိခြင်းနဲ့စိတ်ကလေးအရင်မွေးပါကိုယ့်ဘဝကိုတန်ဖိုးရှိခြင်းလိုက်တာဆိုတဲ့စိတ်ကလေးအရင်မွေးကိုယ့်ဘဝကိုကိုယ့်ကိုတန်ဖိုးရှိခြင်းနဲ့ဆိုရင်ကိုယ့်တန်ဖိုးကိုဘာနဲ့တည်ဆောက်မလဲအချိန်နဲ့တည်ဆောက်တယ်အချိန်ကာလနဲ့တည်ဆောက်တယ်အချိန်ကတန်ဖိုးရှိလေလေကိုယ့်ဘဝကြီးကိုယ့်လူဘဝကြီးကတန်ဖိုးရှိလေလေအချိန်နဲ့တည်ဆောက်ရတာအချိန်ဆိုတော့ဘာအချိန်လဲလှုပ်တဲ့အချိန်ရှိမယ်ပြောတဲ့အချိန်ရှိမယ်စိတ်ကူးတဲ့အချိန်ရှိမယ် ဒီသုံးမျိုးတော့လုံးဝမှာနော်စိတ်ကူးကြီးပဲနေလို့လည်းမရအောင်ထပ်ပြီးကိုကာယာကြီးနဲ့ပြီးပဲလုံးနေလို့လည်းမရအောင်ပါဇက်ကြီးပဲပြောနေလို့လည်းမရအောင်အလုံးနဲ့လုံးရက်နဲ့အလုံးနဲ့ကိုနှုတ်စိတ်နဲ့သူကလက်ရောညီတွေရှိမှလည်းအကျိုးပေးတာဟုတ်ဟုတ်ပြီအလုတ်ကိုလုတ်တော့မယ်ကောင်းလဲကောင်းတယ်တံပိုးလေးကြည့်တယ်ကိုအမူယာနဲ့လုံးရမယ်လုံးမယ်နှုတ်နဲ့ပြောမယ်ပြောမယ်စိတ်နဲ့တွေးမယ်ကြံမယ်ဟုတ်ပြီ ဒါမြင့်အချိန်ကတန်ဖိုးရှိတာမဟုတ်ဘူးအလုတ်ကတန်ဖိုးရှိတာဆိုအဲ့ဒီအလုတ်ကိုဂယုစိုက်ဖြစ်သွားတယ်အချိန်ကိုတန်ဖိုးရှိခြင်းနဲ့လူဘဝကိုတန်ဖိုးရှိခြင်းနဲ့အချိန်ကိုတန်ဖိုးရှိခြင်းနဲ့အချိန်ကိုဂယုစိုက်ခြင်းနဲ့ဆိုတာတဲ့အလုတ်ကိုဂယုစိုက်သွားတယ်အလုတ်ကိုဂယုစိုက်သွားတဲ့အခါကျတော့ဒါမနေ့ပိုင်းလောက်ရမယ်အလုတ်ဒါနေ့နေ့ပိုင်းလောက်ရမယ်အလုတ်ဒါညနေပိုင်းလောက်ရမယ်အလုတ်ဟောမနေ့နေ့ညသတ်မှတ်ထားတဲ့အချိန်ကာလတွေကလည်းဘေးပေါ်မူတည်သွားတော့ဆိုအလုတ်ပေါ်မူတည်သွားတယ် အလုတ်ကိုပိုဂယူဆိုင်လာတယ်အလုတ်ကိုပိုဂယူဆိုင်ဖြစ်လာတယ်အဲဒီတံပိုးတွေပါဒီအတိလေးဝင်သွားရင်ဒီစိတ်တက်ကလေးကိန်းသွားရင် အလုတ်ကိုပိုဂယူဆိုင်လာတယ်ဒါမနဲ့နေညအချိန်ကိုပြောတာပါဟာဒါလူကြီးနဲ့တွေ့နေရတဲ့အချိန်ဒါလူငယ်နဲ့တွေ့နေရတဲ့အချိန်ဒါဓာတ်သူတငယ်ချင်းနဲ့တွေ့နေရတဲ့အချိန်မနေ့နေ့ညနဲ့မဆိုင်တော့ဗျာဖြစ်နေတဲ့အခြေအနေပေါ်ကိုပါကိုယ်ကဂယူးစိုက်တတ်သွားတယ်သုံးသက်သွား တတ်သုံးသက်နိုင်သွားတယ်သုံးသက်တတ်သွားတယ်မိဘနဲ့တွေ့တဲ့အချိန်ဟုတ်တယ်သာသမီရှိသာသမီနဲ့တွေ့တဲ့အချိန်အဖေမေရှိတာပေါ့လေအဖေမေနဲ့တွေ့တဲ့အချိန်ခင်မောင်ယောက်ျားရှိဇနီးမယားရှိတငယ်ချင်းရှိအပေါင်းအသင်းရှိမိတ်ဆွေရှိရန်သူနဲ့ကြုံတဲ့အချိန်အချိန်တွေပါသုံးသက်သွားတယ်အမှန်တော့အချိန်တွေကိုသုံးသက်တတ်ပြီးတော့အချိန်တွေအရလှုပ်တဲ့နာကိုလှုပ်လို့ တန်ဖိုးကြီးမှတာကို့ဘဝကတန်ဖိုးကြီးမှကို့လောက်ရကတန်ဖိုးကြီးမှအဲ့ဒါကိုအချိန်တန်ဖိုးလို့ခေါ်တာပေါ့လေအချိန်ဆိုတာလူတန်ဖိုးအချိန်တန်ဖိုးကြီးကြီးအသုံးချတတ်လေးတွေလူရဲ့တန်ဖိုးကကြီးကြီးမှကြီးမှလာလေတယ်တကယ်တမ်းကျတော့ကြီးမှတူတဲ့အောင်မြင်သွားတဲ့သူတွေဟာလေအချိန်ကိုအကျိုးရှိရှိအသုံးချသွားလို့ကြီးမှတူတဲ့သွားကြတာပါအချိန်ဆိုတာလေအလုတ်ပါပဲအလုတ်ဆိုတာလေအချိန်နေပေါ်မူတည်ပြီးအချိန်နေရက်ကို အရရက်ကိုသုံးသက်ပြီးတော့သုံးသက်ယုံနေတော့မပြီးဘူးလေသုံးသက်တက်ပြီးတော့အလုတ်လဲလှုပ်လို့ကြီးပွားတိုးတက်တာပါအလုတ်လှုပ်ယုံနေမပြီးဘူးသုံးသက်တက်ရတယ်အဲ့တော့လူဘဝမှာ အလုတ်လဲလှုပ်ရမယ်ချင့်ချိန်ပိုင်းခြားနားလည်မှုရှိတဲ့သုံးသက်တက်တဲ့စိတ်ဓာတ်ကောင်းတွေလည်းရှိရတယ်အဲ့ဒါမှကြီးပွားတိုးတက်တာပါဒါမှတံပိုးရှိတဲ့အလုတ်ကိုပိုင်ဆိုင်သူကဒါတံပိုးရှိတဲ့အချိန်ကိုတံပိုးရှိတဲ့ဘဝကိုဖြစ်စေပါတယ်တဲ့ သုံးချဖို့အဆုံးအမကိုဒီအဆုံးအမကိုလက်ကင်ထားပြီးတော့တံမိုးရှိရှိအသုံးချနိုင်သဖြင့်အချိန်ရက်ကိုတိကြည့်ပြီးတော့လုတ်တက်ကင်တက်သဖြင့်တံမိုးရှိတဲ့သူ သူတော်ကောင်းဖြစ်ပါစေတည်း